ရှင်လူက24ကိုကျွန်တော်တစ်ချက်လောက်ဖတ်ရအောင်နော်ရှင်လူက24အပိုင်ငယ်44ကနေပြမ46အထိဆက်လို့ဖတ်မယ်နော်တပံမိန်တော်မူသည်ကမောရှိပညာတိကျမ်းစာ၌၎င်းပရောဖက်တို့၏ကျမ်းစာ၌၎င်းစာလံကျမ်းစာ၌၎င်းငါကိုရေမှတ်၍ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟုငါသည်တင်တို့နှင့်အတူရှေ့စဉ်အခါတင်တို့အားဟောပြောသောအကြောင်းအရာတို့ကဤအကြောင်းအရာပေတိဟုမိန်တော်မူ၏ထိုအခါကျမ်းစာကိုနားလည်စေခြင်းကတပဲ့တော်တို့ဤညံကိုဖွင့်တော်မူလင်ဤသူကျမ်းစာလာဤဤသူခရစ်တော်သည်အသေးခံ၍သုံးရမြောက်သောနေ့၌တည်ခြင်းမှထမြောက်ရမည်ခရစ်တော်ဤအခွင့်အားဖြင့် နောင်နာတရားနှင့်အပြစ်လွတ်ခြင်းတရားကိုယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အားဟောပြောရမည်။သင်တို့သည်လည်းဤအကြောင်းအရာတို့ဤတက်သေးဖြစ်ကြ၏။ငါခမဲတော်ဤကရိတော်ရှိသည့်အတိုင်းသင်တို့၌ငါပြုဦးမည်။တို့ဖြစ်၍သင်တို့သည် ကောင်းကင်ကတကိုးကို မခံမီတိုင်အောင်ယေရုရှလင်မြို့၌နေကြအောင်လို့ဟုမိန့်တော်မူ၏။နှုတ်ကပတ်တော်ဖျောက်တိုင်း ဖျားရှင်ကောင်းချီးပေးပါစေဒီမှာဒါကသခင်ခရစ်တော်ကောင်းဝင်ကိုတက်ကြွမသွားခင်လေးမှာတပည့်တော်တွေကိုနောက်ဆုံးမှာတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့ဒီမှာအခန်းကြီး24အပိုင်ငယ်44မှာကျမ်းစာနာမည်၃မျိုးကိုနော်ဒီမှာဖော်ပြထားတယ်မောရှိပညာတိကျမ်းပြီးတော့မှ ပရောဖက်တို့ကျမ်းစာစာလံကျမ်းဆိုပါမှ၃မျိုးဖော်ပြထားတယ် ဲ့တော့ဆရာတို့ဒီတမချန်းသာမှာအပိုင်းနှစ်ပိုင်းရှိတာဗောနော်အပိုင်းနှစ်ပိုင်းဆိုတော့နော်အရှိပိုင်းနောက်ပိုင်းကိုပြောတာမဟုတ်ပဲနဲ့ဓမ္မဟောင်းဓမ္မသစ်ဆိုဓမ္မဟောင်းက30 ਨੇ 9ကျမ်းဖြစ်တယ်ဓမ္မသစ်က20 ਨੇ 9ကျမ်းအဲ့တော့အဲ့ဒီဒီမှာသခင်ခရစ်တော်ပြောတဲ့3ကျမ်းကမောရှိပညာတိကျမ်း prophet ကျမ်းစာလံကျမ်းဆိုတာဓမ္မဟောင်းကျမ်းကိုပြောတာဖြစ်တယ် နော်ဓမ္မဟောင်းကျမ်းကို၃ပိုင်းပိုင်းတာဖြစ်တယ်အဲ့ဒီတော့ကဓမ္မတိကျမ်းမရှိသေးဘူးဓမ္မတိကျမ်းဆိုတာကခရစ်ဝင်ကျမ်း၄ကျမ်းဆိုတာကခရစ်တော်ထမြောက်ပြီးကောင်းကင်တက်ကြွပြီးတဲ့နောက်မှတပည့်တော်တွေကသခင်ယေရှုခရစ်တော်ရဲ့အတုပတိကိုပြန်ရေးတာဖြစ်တယ်ပြီးတဲ့အခါမှာတမန်တော်ဝတ္ထုကြတော့သခင်ယေရှုခရစ်တော်ကိုယုံကြည်ပြီးမှခရစ်တော်နောက်လိုက်တဲ့သူတွေရဲ့တမိုင်းအသင်းတော်တမိုင်းပေါ့နော် ပြီးတဲ့အခါမှာယောမဩဝါရစာနဲ့ဘုရားရှင်ယူဒအထိကြတော့ယုံကြည်သူတွေပြီးတော့မှသင်းထောက်လူကြီးတွေသင်းအုပ်ဆရာတွေအဲ့ဒီသင်းအုပ်သင်းထောက်ယုံကြည်သူတွေအတွက်ဩဝါရစာလေးဖြစ်တယ်ယုံကြည်သူတွေအတွက်ပြီးတဲ့အခါမှာဗျာလေးကြမ်းကြတော့ဟိုးဓမ္မဟောင်းရောဓမ္မတိရောအနာကနဲ့ဆိုင်တဲ့အရာတွေအားလုံးကိုခြုံပြီးတော့မှနောက်ဆုံးနေ့ကုန်းချုပ်ဖော်ပြပေးထားတဲ့ပရောဖက်ပြုချက်ဖြစ်တယ် ဲ့တော့အခုဒီမှာရှင်လောက24အပိုင်ငယ်44မှာပြောတဲ့အရာကပညာတိကျမ်း prophet ကျမ်းစာလံကျမ်းဒါဂျူးတွေကဓမ္မဟောင်းကျမ်း30နဲ့9ဆောင်ကို3ပိုင်းခွဲလိုက်တာဖြစ်တယ်မောရှိကျမ်းဆိုရင်ဒါကဘာဦးကနေပြောမှာတရားဟောရာထိပြီးတဲ့အခါမှာစာလံကျမ်းတို့ဘာလို့ဆိုရင်ယောရှုမတ်စာတို့ဘာလို့ဆိုစာလံကျမ်းထဲမှာပါတယ်ယောရှုမတ်စာဓမ္မအရာဆိုရင်တို့ယောဘဝတ္ထုတို့ဣသထဝတ္ထုတို့ရူတာတို့ အဲ့ဓာတွေအားလုံးကို စာလံကျမ်းလို့သူတို့ကသတ်မှတ်တာဖြစ်တယ်ပြီးတဲ့အခါမှာ prophet ကျမ်း prophet ကြီး prophet ငယ်အဲ့ဒီ prophet ကျမ်းတွေအားလုံးကိုကြာတော့ prophet ကျမ်းဆိုတော့မှသူတို့ကအပိုင်း၃ပိုင်းပေါ့နော်ပညာတိကျမ်းမောရှိကျမ်းပေါ့ပညာတိကျမ်း စာလံကျမ်း prophet ကျမ်းဆိုတော့မှဓမ္မဟောင်းကျမ်း39ဆောင်ကို၃ပိုင်းအနေနဲ့သူတို့ကသတ်မှတ်လိုက်တယ်အဲ့ဒါကသခင်ခရစ်တော်ကြွမလာခင်အထီး ်ဖရာသခင်ပေးထားတဲ့ဖရာသခင်မှုတ်သွင်းထားတဲ့ကျမ်းစာအဲ့ဒီကျမ်းစာတွေကတဲ့ဘသူ့ကိုယီမှတ်တယ်လဲဆိုတော့ငါ့ကိုယီမှတ်၍လို့ပြောထားတယ်ငါ့ကိုယီမှတ်တယ်ဘသူ့ယီမှတ်တယ်ဆိုတော့သခင်ယေရှုကိုယီမှတ်တာဖြစ်တယ်ဒါကြောင့်ဓမ္မဟောင်းကျမ်းကိုဖတ်တဲ့အခါမှာသခင်ယေရှုရဲ့လူသခင်ယေရှုလူအပ်တဲ့အကြောင်းကိုမြင်မှာဖြစ်တယ်ဓမ္မဟောင်းကျမ်းကိုဖတ်တဲ့အခါမှာသခင်ယေရှုကိုပုံဆောင်ပြီးဖော်ပြထားတဲ့အရာတွေ တွေ့ရမယ်အဲ့တော့ကျွန်တော်တို့ယုံကြည်သူတယောက်ဖြစ်လာပြီဆိုရင်ဓမ္မဟောင်းကျမ်းကိုဖတ်ရမှာဖြစ်တယ်ဓမ္မဟောင်းကျမ်းဖတ်ခြင်းအပြင်သခင်ယေရှုကိုကျွန်တော်တို့ဘာကြောင့်လိုအပ်တယ်လဲဆိုတာကိုသာ၍နားလည်စေတယ်။နော်အဲ့တော့မအဲ့ဒီအရာကိုတဲ့သခင်ယေရှုကသူ့ရဲ့တပည့်တော်တွေကိုဖွင့်ပြပေးလိုက်တယ်တဲ့။အဲ့တော့အပိုင်ငယ်55မှာအရင်ရရှိတဲ့ထိုအခါကျမ်းစာကိုနားလည်စေခြင်းကတပည့်တော်တို့ဉာဏ်ကို ဖွင့်တော်မူလင်လို့ပြောထားတယ်။အဲ့တော့ ကျွန်တော်တို့ကတမန်ကျမ်းသာကကုညံနဲ့လိလိလာလို့လိလာရတယ်ညံတော့သုံးရတယ်ဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းဉာဏ်ပညာပေးခြင်းအားဖြင့်သာလင်ကျွန်တော်တို့ကမှန်မှန်ကန်ကန်နားလည်နိုင်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ယုံကြည်သူကစံစာဖတ်ရမယ်။စံစာဖတ်ရှုလေ့လာမှဖရာကဖွင့်ပြမှာဖြစ်တယ်။စံစာမဖတ်ရင်စံစာမတိထားဘယ်လိုလုပ်ဖွင့်ပြမှာလဲ။ဟုတ်လားဟုတ်လား။အဲ့တော့တို့ကဒီတပည့်တော်တွေကစံစာတိတယ်။ ဓမ္မဟောင်းကျမ်းကိုတည်တယ်အဲ့ဒါကိုနားလဲဖို့သူတို့ကိုဖွင့်ပြပေးတယ်ပြီးတဲ့အခါမှာဗာပြောထားလဲကျမ်းစာလာထားလဲအတိုင်းခရစ်တော်ကအသေးခံနဲ့သုံးရမြောက်မှာ ရှင်ပြန်ထားမြောက်တယ်အပိုင်ငယ်40ခုမှာတပည့်တော်တွေကိုမှားတဲ့အရာခရစ်တော်ရဲ့အခွင့်အာဖြင့်နံပါတ်1ပါလဲနောင်နာတရားနဲ့အပြစ်လွတ်ခြင်းတရားနောင်နာတရားနဲ့အပြစ်လွတ်ခြင်းတရားနောင်နာတရားဆိုတာအတိတ်ပဲပါဘာပြောချင်တာလဲမိမိမှားသမျှအရာအလုံးကိုနောင်နာရပြီဖျားစစ်ပြန်လှဲ့တာ ဖယားကိုကြောခိုင်းတဲ့အတ္တတနဲ့ဖယားစီကိုပြန်လှဲ့လာဖယားသခင်မနှစ်သက်တဲ့အတ္တတနဲ့ဖယားသခင်စီမောင်နာနဲ့ပြန်လာလာနော်ကျွန်တော်ဖယားသခင်မနှစ်သက်တဲ့စိတ်သဘောထားတွေကိုဖယားသခင်ရှေ့မှာတောင်းပါမိဖယားစီပြန်လာလာအဲ့ဒါနောင်နာတရားဖြစ်တယ်နောင်နာတရားနဲ့ဘာလဲလဲအပြစ်လွတ်ခြင်းတရားဘယ်သူအားဖြင့်ပဲလဲဆိုတော့ခရစ်တော်အခွင့်အားဖြင့်အဲ့တော့ကိုဘာသာကိုကျွန်တော်နောင်နာဘလောက်ပဲရရငါလောက်တာမှားပြီဆိုတော့ ကိုဘာသာဘလောက်ပဲငုံငုံဘလောက်ပဲဝမ်းနေဝမ်းနေကိုဘာသာကိုဘလောက်ပဲနောင်နာရရအပြစ်မလွတ်ဘူးနောင်နာရပြီးအပြစ်လွတ်ခြင်းဆိုတာက သခင်ယေရှုအားဖြင့်ပဲနော်ကျွန်တော်ကိုအမားကိုတီးတဲ့အခါမှာကျွန်တော်နောင်နာရဗြဟ္မဖယားသခင်စီကိုတိုးဝင်ခြင်းကလာတဲ့အခါမှာသခင်ခရစ်တော်အပင်ကျွန်တော်ကအပြစ်လွတ်ခြင်းကိုရရှိခံစားလာဖြစ်ပါတယ်အဲ့တော့ခရစ်တော်မှာပါရင်တော့ကျွန်တော်ရဲ့နောင်နာကျွန်တော်ဝမ်းနေခြင်းက ဒီတယောထဲမှာဆိုလို့ပြောထားလဲဆိုတော့တံဝေကတရားလို့ပဲပြောထားတယ်။တံဝေကဆိုတာကယူကျုံးမရဖြစ်ပြမအာငါလှုပ်ခဲ့တာမှားတယ်ငါဖြစ်ခဲ့တာမှားတယ်အငါပြောခဲ့တာမှားတယ်အဲ့လိုငါယူခဲ့တာငါဝယ်ခဲ့တာငါပေးခဲ့တာအမျိုးမျိုးပေါ့ကွာဟိုငါလှုပ်ခဲ့တာငါဥမာဆိုပါဆိုအရက်တောက်တဲ့သူကအရက်တော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 ့သူ့ရဲ့အစာအိမ်ကဘာဖြစ်လဲအစာအိမ်ပျက်စီးသွားတယ်အသေးကျွန်းသွားတယ် ဲ့တော့ကုလို့လည်းမရတော့မချမ်းမလိုက်တော့အဲ့ဒါကမှသွားပါဖြစ်လေ။အိုးငါကွာတော့ငါတစ်သက်လုံးကရက်တောက်ခဲ့တာငါမှားပြီဆိုတာ။ဒါပေမဲ့ပြင်လို့ရတော့လားဆိုတော့မရတော့အဲ့ဒါကတောင်ဝေကတရား။အဲ့တော့နောင်နာတရားကတောင်ဝေကလည်းမတူဘူး။နော်နောင်နာတရားဆိုတော့ခရစ်တော်ကိုယုံကြည်တဲ့အခါမှာမှားတဲ့လမ်းကြောင်းကနေ မှန်ကန်တဲ့လမ်းကြောင်းအပေါ်မှာပြန်လဲဘရမရှောက်လန်းတာကိုပြောတာဖြစ်တယ်။သခင်ယေရှုကိုယုံကြည်ပြီးဖယားသခင်စီကိုပြန်လှည့်တာဖြစ်တယ်။အဲ့တော့မှားသွားတဲ့အရာအတွက်ဖယားသခင်ကခွင့်လွတ်တယ်။မှားသွားတဲ့အရာအတွက်ဖယားသခင်ကခွင့်လွတ်ယုံမြမကပဲမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာပြန်ဘရမရှောက်လန်းနိုင်ဖို့ရန်အတွက်ဖယားသခင်မှာအစားပေးတာဖြစ်တယ်။အဲ့ဒါတမန်ကျမ်းစာပြောတဲ့နောင်နာတရားနဲ့အပြည့်လွတ်ခြင်းတရား။အဲ့တော့ခရစ်တော်မှာပါတဲ့နောင်နာကတော့ဝန်နေခြင်းခရစ်တော်မှာပါတဲ့နောင်နာကတော့တန်ဝေကပဲရတယ်။ ဒါပေမဲ့ခရစ်တော်ပါတဲ့နောင်နာကတော့အပြစ်ခွင့်လွတ်ခြင်းနဲ့အတူအသက်တာပြောင်းလဲခြင်း အကျိုးကျေးဇူးကိုရရှိခံစားလာဖြစ်ပါတယ်။အဲ့တော့ဒီမှာဒါကိုပြောထားတယ်ခရစ်တော်ရဲ့အခွင့်အာဏာနောင်နာတရားနဲ့အပြစ်လွတ်ခြင်းတရားလူမျိုးတကာအတွက်ဖြစ်တယ်လူတကာအတွက်ဖြစ်တယ်နော်လူတကာအတွက်လို့ဖော်ပြထားတယ်ပြီးတော့မှအဖိုက်ငယ်48မှာသင်တို့ဒီလေဤအကြောင်းအရာတို့ဤတက်တည်ဖြစ်ကြ ခရစ်တော်အခွင့်နဲ့လူတွေဟာလောင်လာရပြတော့မှအပြစ်လွတ်ခြင်းကိုရရှိဖို့ရန်တွဲတဲ့။သင်တို့ကတက်တည်ဖြစ်တယ်ဆိုပြီးမှတပည့်တော်တွေကိုပြောခဲ့တယ်။အဲ့တော့ယနေ့သင်ဟာခရစ်တော်ကိုယုံကြည်လက်ခံနေဆိုရင်သင်ဟာအဲ့ဒီတာဝန်သင်ကိုလည်းပေးအပ်ခြင်းခံရတယ်။သင်ဟာတက်တည်ဖြစ်ရမယ်။အဲ့ဒါဖျားသတ်မှတ်တာနော်။သင်ဦးဆရာသတ်မှတ်တာမဟုတ်ဘူး။အသင်းတော်ကသတ်မှတ်တာမဟုတ်ဘူး။အဖွဲ့အစည်းကသတ်မှတ်တာမဟုတ်ဘူး။သခင်ခရစ်တော်ကိုယ်တိုင်သတ်မှတ်တာ။ တင်ဟာသခင်ခရစ်တော်ကိုယုံကြည်လက်ခံပြီးခရစ်တော်နောက်လိုက်အဖြစ်တင်ရဲ့အသက်တာဆုံးဖြတ်ချက်ချတဲ့နေ့ကနေစပြီးသခင်ယေရှုအဖြစ်လူတွေနောင်လာရပြီးဖခင်သခင်စီ ပြန်လာရင်ဖခင်သခင်ကသူတို့အဖြစ်ကိုခွင့်လွှတ်မယ်ဆိုတော့အဲ့ဒီတည်င်းကောင်းအတွက်တင်ဟာသက်တည်ဖြစ်တယ်အာမင်အဲ့တော့တပည့်တော်တွေကိုအဲ့ဒီတက်တည်ဖြစ်တယ်ဆိုတော့မှပြောထားတယ်အဲ့တော့အပိုင်ငယ်49မှာငါခမဲတော်ဂရီတော်ရှိတဲ့အတိုင်း ်သင်တို့၌ငါပြုအုံးမိသူဖြစ်သင်တို့သည်ကောင်းဝင်တကူကိုမခံမိတိုင်အောင်ယေရုရှလင်မြို့၌နေကြအောင်လို့ဟူမိန်တော်ဒါတပည့်တော်တွေအဲ့ဒီတော့ကကျွန်တော်တို့ရေရုရှလင်ကိုသွားပြီးသွားဆောင်ကြမလို့တော့အဲ့ဒီတော့ကတော့တပည့်တော်တွေကိုမှားခဲ့တယ်သခင်ခရစ်တော်ကောင်းဝင်မတက်ကြွသေးဘူးကောင်းဝင်တက်ကြွပြီးမှပဲဂရိတော်တိုင်းဝိညာဉ်တော်ပေးမှာနော်အဲ့ဒီဝိညာဉ်တော်တကူကိုအမိပြုပြီးဤဝင်ကလေးတရားဆက်ဟောရမယ်အဲ့တော့တပည့်တော်တွေ ကိုဘာကြောင့်စောင့်ခိုင်းတာလဲဆိုတော့အဲ့ဒီချိန်မှာဖះကသူ့ရဲ့ဂတိတော်တိုင်းမပေးသေးဘူးဖြစ်တယ်။ဒါပေမဲ့အခုချိန်မှာတော့ခရစ်တော်ကကောင်းကင်ကိုရောက်သွားပြီဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဟာယုံကြည်လက်ခံပဲပရိသတ်မင်္ဂလာခံယူပြမအေဝံဂေလိတရင်စကားတူတော့တမန်တော်ကိုကြားနာပြီးခရစ်တော်ကိုယုံတဲ့အချိန်ကနေစပြီးကျွန်တော်ကထိုတကူးကိုခံရပြီဖြစ်တယ်။အဲ့တော့ကျွန်တော်ကဘာပဲလိုအပ်လို့ဆိုတတ်တည်အဖြစ်ဆက်ပြီးအသက်ရှင်ဖို့ဖြစ်ပါလေ။အဲ့တော့ကျွန်တော်အလုတ်ထဲမှာ နော်ကျွန်တော်အလုပ်ထဲမှာကျွန်တော်ကြောင်းမှာ ကျွန်တော်ဘယ်နေရာမှာဘယ်ရှိရှိ နော်ကျွန်တော်ဟာဒါတက်တည်ဖြစ်ရမှာဖြစ်တယ်အဲ့ဒီတက်တည်ရပါလဲဆိုတော့ခရစ်တော်ရဲ့အခွင့်အာဖြင့်နောင်နာတရားနဲ့အပြစ်လွှတ်ခြင်းတရားလူတိုင်းနောင်နာရဖို့လူတိုင်းဖျားသခင်နှုတ်ကပတ်တော်ကိုသူတို့ပြောပြတဲ့အခါမှာမှားယွင်းတဲ့လမ်းကြောင်းတွေလှမ်းယွင်းတဲ့အရာတွေတီလာလဲအဲ့ဒီအခါမှာအော်ဖျားသခင်စီမှာ နော်ငါရဲ့အပံကနဲ့ဘဝအတ္တတီဆောက်လို့ရတယ်ဆိုတော့တိဘမဖရာသခင်စီပြန်လာဖို့ရန်အတွက်အဲ့ဒါတင်းတော့အယောက်ချင်းစီကဖရာသခင်မြစ်တာနဲ့ဖရာသခင်ကယ်လင်ခြင်းတရင်ကောင်းကိုဝင်မြမှာဖြစ်တယ်။ဤအကြောင်းအရာတွေပါလဲလေတက်တယ်။ဘယ်နေရာမှာလို့မပြောထားအောင်လူမျိုးတကာစီမှာတက်တယ်။နော်ဆိုတော့ကျွန်တော်ကအရက်ဆိုင်မှာအရက်ပလင်းကင်ဘာမှတက်တယ်ထူလို့တော့မကောင်းဘူးပေါ့နော်။ ဟုတ်တယ်မလား so long as our wife မှာဟာလာ long ချဲလိုက်ဖွင့်ပြောင်းမှာချဲလာထူတဲ့သူတွေကိုတက်တယ်ဖြစ်လို့တော့မဖြစ်တင်ဘော့ဟုတ်တော့အဲ့တော့ရံဖြစ်နေတဲ့ဟိုနေရာမှာတခါတဲ့ဒုတ်ကြီးတကိုင်းကိုင်းနဲ့တော့တက်တယ်ဖြစ်လို့တော့မဖြစ်ဘူးဘော့အဲ့တော့တက်တယ်နဲ့ပုံတက်တယ်ဆိုတာကိုဆရာ နော်အရင်တော့ဝင်ခါဘူးတယ်တက်တယ်ဆိုတာကတော့တင့်မှာပါရှိရမလဲဆိုတော့သခင်ယေရှုခရစ်တော်အားဖြင့်အပြစ်လွတ်ခြင်း နောင်နာတရားနဲ့အပြစ်လွတ်ခြင်းအဲ့ဒီဤဝင်ကလေးတမာတရားသင်မှာရှိရမယ်။သင်ယုံကြည်သူဖြစ်ပြီဆိုရင်အလားကိုသင်ကိုယ်တိုင်နားလည်ရမယ်။ဝင်မျှနိုင်အောင်ကြိုးစားရမယ်။အဲ့ဒါကသက်တည်။နောက်ထပ်ပုံသက်တည်ကတော့သင်ဟာခရိယန်တယောက်ဖြစ်တဲ့ပုံသက်တည်ခရစ်တော်နဲ့တူတဲ့ပုံသက်တည်ရှိရမယ်။အဲ့တော့ယုံကြည်သူဆိုတာကသက်တည်နဲ့ပုံသက်တည်နဲ့ဒီနှစ်ခုလုံးရှိရမှာဖြစ်တယ်။ပုံသက်တည်ရှိုံနဲ့မရဘူး။သက်တည်ကတော့ သခင်ယေရှုရဲ့ကယ်တင်ခြင်းတရင်ကောင်အဲ့ဒါကပဲလူတွေရဲ့နှလုံးသားမှာသူတို့ဟာဖျားကိုအမှန်တကယ်ရရှိပါမှာသူတို့ရကယ်တင်ခြင်းအပြစ်ကလည်းလွတ်မြောက်ခြင်းထာဝရအသက်ကယ်တင်ခြင်းကိုရရှိစေတာဖြစ်တယ်။ပုံသက်တွေကတော့ကျွန်တော်ပြောတဲ့စကားအတွေ့တကားဖြစ်တယ်လမ်းဖြစ်တယ်။နော်ပုံသက်တွေမကောင်းဘဲဖျားအကြောင်းပြောလို့ဖြစ်မလား။တစ်ချိန်လုံးဘေးပတ်ဝန်းကျင်နဲ့ရန်ဖြစ်ထမိန်နေလှမ်းပြဟာလားအဲ့လိုနဲ့ဤဝင်ကလေးတရင်စကားဟောမယ်ဖြစ်မလား။ ဘယ်ဖြစ်မလဲအဲ့တော့ကျွန်တော်ယုံကြည်သူဒီသက်တည်ဖြစ်ရမယ်ပုံသက်တည်ရှိရမယ်ပြောရအောင်သက်တည်ဖြစ်ရမယ်ပုံသက်တည်ရှိရမယ်အဲသက်တည်တော့ဖြစ်ကိုဖြစ်ရမယ်ပြီးတော့ပုံသက်တည်လည်းရှိကိုရှိရမှာဖြစ်တယ်ပုံသက်တည်ကတော့ခရိယန်တယောက်ဖခင်သားသမီးတယောက်ဖခင်နောက်လိုက်တယောက်ရဲ့အသက်တာပုံစံနော်အဲ့ဒါရှိရမယ်ပြီးတော့မှကျွန်တော်ရဲ့အသက်တာတွေကနေ ခရစ်တော်ရဲ့ဤဝင်ကလေးသတင်းစကားဝင်မှမျှတော်သူဖြစ်ရမယ်။အဲ့ဒါကကျွန်တော်အရောက်တိုင်းကိုဖယားသခင်က ပေးထားတဲ့တာဝန်ဖြစ်တယ်။အာမင်။အရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။